ကျွန်တော်တို့ကဆိုင်ကြီးဖွင့်လာတယ်ပတ်စံရှိတယ်ပတ်စံရှိတယ်ဆိုတိုင်းနောက်လူပြောင်းရဲ့အမားကိုတော့ကျွန်တော်တို့ကထိုင်ပြီးတော့မှကာပါလုပင်းနေဖို့အတွက်အကြောင်းမရှိနေဘူးပေါ့နော်အားလုံးမင်္ဂလာပါဒီကိတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီဘန်ကောက်မှာဖြစ်သွားတာပေါ့နော်မြန်မာနိုင်ငံကဒီမြန်မာတတိဖွင့်ထားတဲ့ဖုံးဆိုင် ဒီဇိုင်းမှာပေါ့နော်ဒါ iPhone နောက်ဆုံးထွက်တယ်ပေါ့နော်စက်ကွန် Pro Max တွေဆိုလို့ရှိရင်ဒါ3နှစ်ရဝန်းကျင်တန်တဲ့ငွေအမောင်ကိုဒါလူလိန်ကလိန်သွားတဲ့ဖြစ်စဉ်လေးပေါ့နော်ဒီဖြစ်စဉ်လေးကိုဒါမိတ်ဆွေတို့ဘူးသူတာရစီဖို့အတွက်ကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ဗီဒီယိုရဲ့အစုံလေးတွေမှာလူလိန်ကဘယ်လိုမျိုး ကျွန်တော်တို့လှည့်စားပြီးလိမ်သွားတယ်ဒီလိမ်လိမ်တာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးသတိထားပြီးတော့အဲဆင်ကျင်ရမယ်ဆိုတဲ့ဥစ္စာလေးတွေပါကျွန်တော်အဲပြောပြပေးသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ဖို့အတွက်မေတ္တာရက်ခံခြင်းပါတယ်အဲ့တော့အခုဒီဖြစ်စဉ်လေးကိုဘယ်လိုအဲဖြစ်လဲဆိုတာလေးကိုကျွန်တော်နဲ့အတူတူဒီဖုံးစံအပြောထားတာလေးကိုကျွန်တော်နဲ့အတူကြည့်ကြရအောင်နော် ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့စစောနိုင်ပါစစော mobile ရဲ့ founder ပါမနေ့ကတော့ကျွန်တော်တို့ဆိုင်မှာထူးခြားဖြစ်စဉ်လေးတစ်ခုဖြစ်သွားပါတယ်အဲ့ထူးခြားဖြစ်စဉ်လေးမှာကျွန်တော်တို့ဆိုင်ရဲ့နာမည်တွေလည်းပါလာတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်း feedback ကဖြစ်စဉ်လေးကိုပြောပြပေးတာပါဖြစ်စဉ်ကတော့ဘယ်လိုလဲဆိုတော့ online ကနေပြီးတော့မှ customer တူဦးပေါ့နော်တကယ်တော့အဲ့ customer ဆိုတဲ့လူကလိန်မဲ့လူပေါ့နော်လိန်လိန်သွားတဲ့လူပေါ့အဲ့လိန်သွားတဲ့လူကနေပြီးတော့မှကျွန်တော်တို့စီကိုဖုန်းဟို မစင်ညာနဲ့ဆက်သွယ်လာတဲ့သူဖုန်း၃လုံးရောင်းကျင်တယ်ဗောအဲ့ဖုန်း၃လုံးရောင်းကျင်တာကစက်ခွန် Pro Max ဆိုတဲ့ model စက်ခွန် Pro Max model 256နှလုံးနဲ့ 1TB တစ်လုံးရောင်းကျင်တယ်ဒီဖုန်းတွေကရန်ကုန်ဘက်ကနေပြောမှသူစီကနေပြောမှ order တင်ထားတဲ့လူတွေကရက်ကြလို့ order cancel ဖြစ်သွားတယ်အခုဒီဖုန်းတွေကိုသူ့အနေနဲ့မြန်မာပြည်တင်မယ်ဆိုလဲခက်ခဲတယ်ဘိုးဘမလည်းဈေးတွေကျနေတယ်ဆိုတဲ့အတွက် तू မကြိုက်တော့ဘူးဒီဖုန်းကိုဒီမှာပဲရောင်းခဲ့ကျင်ပါတယ်ဆိုပြီးတော့မှပြောတယ်အဲဒီမှာပဲရောင်းခဲ့ကျင်ပါတယ်ဆိုပြီးပြောတော့ကျွန်တော်တို့ကဝယ်တယ် तू อ่ะဝယ်တယ်ဝယ်တဲ့အချိန်မှာโอเคအဲ့ဒါဆိုရင်လည်းရတယ် तू อ่ะဆင်ရလွဲပေးလို့ပြောကျွန်တော်ဆင်ရတော့လွဲမပေးဘူးကျွန်တော်ဆက်မဆင်ရလွဲပေးတဲ့စနစ်မရှိဘူးငွေရမှာပဲပတ်ဆက်ရှင်းပေးတယ်ဆိုတော့အဲ့ဒါဆိုရင်ね तू လူတယောက်ကိုလာပြီးပို့ခိုင်းလိုက်မယ်တဲ့ကောင်မလေးတယောက်လာပို့ခိုင်းလိုက်မယ်တဲ့ပစ္စည်းစစ်ပြီးွားရင်ငွေလေးလွဲပေးပါဆိုတော့โอเคအဲ့ဒါဆိုရင်တော့လာပို့ခိုင်းလိုက်ဆိုပြီးတော့မှအဲ့ကောင်မလေးတယောက်ကလာပို့တယ်အဲ့ဒါတော့ post တင်နေနေတူညီမလေးပေါ့ तू อ่ะလာပို့တယ်လာပို့ပြီးွားတဲ့အချိန်မှာကျွန်တော်ကပစ္စည်းစစ်ကြည့်တယ်စစ်ကြည့်ပြီးွားတော့အစင်ပြေတော့ငွေလွဲပေးလိုက်တယ်အာအဲ့တော့အဲ့ငွေလွဲပေးတာအဲ့ဒါကတော့ဒါဒီညီမလေးပြောထားတဲ့ပုံစံနဲ့အကြမ်းမြင့်တူတာပေါ့နော်ကျွန်တော်ပို့ပြီးတော့မှအသေးစိတ်ဆန်တဲ့ဟာလေးကိုကျွန်တော်ပြောပြမယ် ဲ့တော့ဒီဗီဒီယိုလောက်ရတာကအခုနပြောသလိုအင်ဂျင်မလေးနဲ့နာသူညီမလေးတင်လိုက်တဲ့ဗီဒီယိုထဲမှာကျွန်တော်စောစောမိုဘိုင်းဆိုတဲ့နာမည်ပါတယ်ပေါ့နော်တကယ်တော့ဖုန်းဆိုင်ဒီဇိုင်းဆိုတာမျိုးဖြစ်တင်တာပေါ့အဲ့တော့နာမည်ကတော့သူထည့်လိုက်တာလေဒါကျွန်တော်တို့ကဘာမှပြဿနာမရှိဘူးထည့်လိုက်လို့ရတယ်အဲဒီမှာအောက်မှာအဲ့မှာ ဒီ Facebook user တွေကဒီဖြစ်စဉ်တစ်ခုလုံးကိုတေချာမသိတဲ့အပေါ်မှာဒီ post ကိုဖတ်ပြီးတော့သသောမိုဘိုင်းကတာဝန်ယူသင့်တယ်ဆိုတာမျိုးနဲ့သသောမိုဘိုင်းကိုဆဲတာတွေအချို့လူတွေကလည်းမဆဲပေမဲ့အာဒါသသောမိုဘိုင်းကလည်းပြန်ရအောင်တောင်းသင့်တယ်ဆိုတာမျိုးတွေပြောတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အချိန်မှာအင်းမလေး reply ပြန်တဲ့ comment တစ်ခုထဲမှာသသောမိုဘိုင်းကအောက်ဈေးနဲ့လိုချင်လို့ငွေရောမမြန်လွှဲလိုက်တယ်ဆိုတာလေးပါပါတယ်အဲ့ဒီအောက်ဈေးနဲ့လိုချင်လို့ငွေမမြန်လွှဲလိုက်တယ်ဆိုတဲ့ဟာ တစ်ခုပေါ့အခြား comment တွေလည်းကျွန်တော်တို့ sensitive ဖြစ်စရာ comment 10ခုလောက်မိပါရှိပါတယ်အဲထဲမှာဒီစကားကတော့ဒါကျွန်တော်တို့တော်တော်လေးအဆင်မပြေဘူးလက်တွေ့အခြေအနေနဲ့လည်းမကိုက်မိပါဘူးအဲ့အတွက်ကိုကျွန်တော်ဒီ video လေးလုပ်ပေးရတာပါအဲ့တော့မနေ့တော့က iPhone 16 Pro Max က16မှာပြန်ပြီးတော့မှ working ရောအာကျွန်တော်တို့ pick up go store pick up go နှစ်ခုလုံးပြန်ရပြီအာဘန်ကောက်မှာနေတဲ့ဖုန်းဝယ်ရောင်းသမားကြီးတွေဆိုရင်ဒါတိလိုက်မယ်မနေ့တော့ကျွန်တော်တို့ဆိုင်ရတော့မှ6လုံးရလိုက်တယ်အဲ့တော့စတိုးမှာရောင်းတဲ့ဈေးက4800ဗျာအဲ့တော့ကျွန်တော်တို့ egg customer ဈေးကဝယ်တဲ့ဈေးက4800 256ကို အဲ့တော့256ကိုစတိုးစစ်တဲ့တထောင် shot တယ်။ 1TB က pre order မရှိဘဲနဲ့ကျွန်တော်စိုက်မှာပုံမှန်အဖြစ်မတင်ဘူး။အဲ့တော့ဒီဥစ္စာစိုက်မှာ install ဝယ်ထားပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစတိုးစစ်တဲ့2000 shot တယ်။အဲ့တော့ကျွန်တော်တို့၄ဘတ်5000နီးပါးအတန်နဲ့ပစ္စည်းတခုနဲ့ဘတ်5000ကျော်တဲ့ပစ္စည်းကိုကျွန်တော်တို့1000နဲ့2000 shot တာ။အဲ့တော့ကျွန်တော်တို့အောက်ဈေးနိုင်တာလား။အဲ့ဒါကကျွန်တော်တို့ဘက်ကနေပြီးတော့မှရှင်းပြနေတာပါ။အဲ့တော့အမှ ဟိုထင်တာမြင်တာရှိတာဖုန်းဆိုင်တစ်ခုကနေပြီးတော့မှကာလာပေါက်ဈေးအများကြီးနဲ့သူ့ဆီယာဝယ်မယ်ဆိုတော့ယုံပြီးတော့မှဒီဆိုင်ကိုဖုန်းလာပို့ပေးတယ်ညီမလေးကတော့အမှန်တိုင်းပြောရင်သူကတော့လောဘကြီးတယ်လို့ကျွန်တော်ပြန်ပြီးတော့မှပြောချင်ပါတယ်အဲ့တော့ဖြစ်စဉ်ကိုကျွန်တော်တို့စပြီးပြန်ပြီးတော့မှအသေးစိတ်ပြန်ပြောပါပါပြန်ပြောပြပါမယ်အခုနောက်ကအဲ့လူကနေပြီးတော့မှသူမြန်မာပြည်ကိုပြန်မတဲ့ကျွန်တော်တို့ဒီဖုန်းကိုကျွန်တော်တို့ဆိုင်ကိုရောင်းမယ်ဆိုပြီးပြောတယ်ရောင်းမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်တော်တို့ကလည်းဝယ်မယ်ဝယ်မယ်ဆိုတော့ သူကောင်မလေးတရားကိုလွတ်လိုက်မယ်လို့ပြောတယ်။နံပါတ်1အချက်ကျွန်တော်တို့ဘက်ကနေပြီးတော့မှအကောင်မလေးကိုထူးထူးခြားခြား delivery တမားတယောက်ထပ်ပို့ပြီးတော့မှကျွန်တော်တို့ဘက်ကနေဘာမှမမေးမပြောတာကအခုပြောပြမယ်အကြောင်းချက်တွေရှိတယ်ဒီဥစ္စာကဘန်ကောက်မှာနေတဲ့လူတွေဆိုရင်ပို့ပြီးသိလိမ့်မယ်မြန်မာပြည်ကလူတွေကတော့ဒီလိုမျိုးပစ္စည်းအမြန်ချောပို့စနစ်တွေနဲ့တိတ်မကြီးနေသေးတော့မသိဘူးဘန်ကောက်မှာကပစ္စည်းအမြန်ပို့စနစ်တွေကအရန်ခက်စားတယ်ဘန်ကောက်က traffic ရှိတဲ့အတွက်ပစ္စည်းမှလည်းဆိုကိုယ်တိုင်လာပို့ပေးတာအရန်နေတယ် line man နဲ့ grab တွေကိုယ်အသိတွေကိုယ်ဆိုင်ဝင်နေတယ်ပစ္စည်းလိုက်ပို့ခိုင်းတာဟာဘန်ကောက်မှာနေတဲ့လူတော်တော်များများသိလိမ့်မယ်ထင်တယ်အဲ့တော့ အဲ့ဒီအကိုအဲ့ဒီအကိုဆိုတာအဲ့လူလင်ကောင်ကလည်းကျွန်တော်တို့ကိုဖုန်းရောက်မယ်ဆိုပြီးပြောတယ်ဖုန်းရောက်မယ်ဆိုပြီးပြောတယ်လူတယောက်လာပို့မယ်ဆိုတော့အဲ့ကောင်မလေးကလာတယ်လာတဲ့အချိန်မှာအဲ့ကောင်မလေးကကျွန်တော်တို့ဆိုင်ကိုမသိနေဘူးအဲ့တော့အဲ့ဒီအချိန်မှတည်းကကျွန်တော်တို့ကဒါဘာမှကျွန်တော်တို့မသိတဲ့လူတယောက်ဆိုရဲမိုင်းကပို့ပြီးဝင်ပါပေါ့ဗျာအဲ့ကောင်မလေးကကျွန်တော်တို့ဆိုင်ကိုရှာမတွေ့လို့တဲ့ AIS ရဲ့အရှိန်နာကိုရောက်နေပါပြီဆိုပြီးတော့မှကျွန်တော်တို့ကိုအဲ့ဒီလိန်နဲ့လူလိန်ကောင်ကကျွန်တော်မန်နေဂျာဒါကိုရဲဆိုမန်နေဂျာ तू ဖုန်းလက်ခံလိုက်တာဒါကကျွန်တော်အမျိုးသမီးပါ तू ကမန်နေဂျာဖုန်းဝင်လွဲပေးလိုက်တာ ဲ့တော့ကိုရဲဆောင်ကနေပြီးတော့မှအိတ်ကောင်မလေးကို AI ဆိုတော့အရှိနားမှာသွားခေါ်တယ်သွားခေါ်တော့သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့သွားတယ်ဆိုတဲ့အခြေအနေမှာကြတော့ तू ကဟိုဘက်နဲ့လူလိန်လူနဲ့ဖုန်းပြောနေတဲ့ဖုန်းကိုအကိုကြီးကျွန်တော်ဒီမှာတွေ့ပြီနော်အကိုကျွန်တော်ခေါ်ဝါလိုက်ပါမယ်ဆိုပြီးတော့မှဖုန်းချလိုက်ဖုန်းချလိုက်တယ်အဲ့ဒီမှာတစ်ချက်ကကောင်မလေးကဆိုင်ကိုမသိနေတဲ့အပေါ်မှာကျွန်တော်တို့ဘက်ကပို့ပြီးတော့မှဒီဥစ္စာကို delivery တမားတယောက်ဆိုတဲ့မိုင်းကျွန်တော်တို့စီမှာပို့ဝဲတယ် နံပါတ်နဲ့အချက်အဲ့ဒီကောင်မလေးကကျွန်တော်မန်နေဂျာနဲ့မျက်နှာချင်းဆိုင်တာနဲ့အကိုကြီးညီမတော့ဒီဖုန်းကိုအကိုတို့ဝယ်မယ်ဆိုလို့လာပေးတာပါအကိုကကိုရဲစော်လားဆိုတော့မိုဘိုင်းရဲ့မန်နေဂျာလားဘာလားဘာမှမပြောဘဲနဲ့ तू ကအဲ့ဒီအချိန်မှာဟိုဘက်ကလူလိန်နဲ့အဲ့ညီမလေးကဖုန်းပြောနေတယ် Viber ကနေအဲ့ Viber ကိုကျွန်တော်မန်နေဂျာကိုဖုန်းပေးပြောလိုက်အဲ့မှာရှင်းသွားပြီကျွန်တော်တို့လောက်ရမယ့်အလုပ်ကလည်း okay ပစ္စည်းလာပို့တဲ့လူကပစ္စည်းပိုင်ရှင်နဲ့ဖုန်းဖုန်းစကားပြီးပြောတယ်အဲ့တော့ကျွန်တော်တို့ကဘာထပ်လုပ်နေရအောင်ပါလား okay ဟုတ်ပြီအဲ့တော့ ကျွန်တော်မန်နေဂျာထပ်ပြီးတော့မှအဲ Viber နဲ့အဲ့ကိုအကိုညီမလေးနဲ့ကျွန်တော်တွေ့ပြီးတော့ဆိုင်ခေါ်သွားလိုက်မယ်ဆိုပြီးတော့မှထပ်ပြောပေးပြီးတော့ အဲ့ညမလေးကိုခေါ်လာတယ်အဲ့ညမလေးကလည်းစိုင်းကိုရောက်လာတဲ့အချိန်မှာတခိုးတလီမှဗဇက်ကစကားတလုံးမှမဟုတ်ဘူးမဟုတ်ဘဲနဲ့ကျွန်တော်မန်နေဂျာကိုဖုန်းပေးလိုက်တယ်အဲ့တော့သူကွန်မန့်ထဲမှာပြောတာတခုရှိသေးတယ်ကျွန်တော်တို့ကလော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 ငွေပေးလိုက်တယ်ဆိုတာကလုံးဝမဟုတ်ပါဘူးကျွန်တော်တို့9မိနစ်ကြော်ကြာပြီးသွားတော့မှကျွန်တော်တို့ငွေပေးလိုက်တာပါ CCTV ရဲ့အချိန်နဲ့ငွေလွှဲစရရဲ့အချိန်နဲ့တိုက်စစ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့9မိနစ်ကြော်ကြာတယ်ကျွန်တော်တို့ဖုန်းတို့ကိုတေချာနန်အတီဘေးဟုတ်မဟုတ်ဘာညာတရကကျွန်တော်တို့လိုအပ်တာတွေကျွန်တော်တို့ကြည့်တယ်ကြည့်ပြီးသွားတဲ့အချိန်ချာမှကျွန်တော်ငွေလွှဲလိုက်တယ်ငွေလွှဲပြီးသွားပြီဆိုတဲ့အချိန်မှာ10မိနစ်15မိနစ်လောက်ဒီအိမ်ညီမလေးကဒီမှာ ထိုင်နေတော့မှကျွန်တော်မန်နေဂျာကနေပြောမှငွေလွှဲလိုက်ပြီးတော့ဆိုပြီးတော့မှပြောတော့အဲ့ညီမလေးရဲ့ expression က "तू ကဒီလူကို तू သိနေတာမဟုတ်ပါဘူး"ဆိုတာမျိုးဖြစ်လာတယ်။အဲ့တော့အဲ့ဒီအခြေအနေကိုခင်ဗျားတို့စဉ်းစားကြည့်ဗျာကျွန်တော်တို့ကဆိုင်တစ်ခုဗျာပြီးတော့လုံယုံလုံးစေဒါနေတိုင်းကျွန်တော်တို့ရဲ့နေစဉ်မှာရှိတဲ့ထိုင်းဆိုင်လေးရတယ်ခင်ဗျားကျွန်တော်အဲတစ်ချက်ပြောပြမယ်နော်ဖြစ်စဉ်လေးကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဒါ တည်တယ်လို့ပြောမှာဆိုလို့ရှင်ဒီဖြစ်စဉ်อ่ะဗျာလူလိန်ကအမှန်ဆိုလို့ရှင်ဒီဖုံးဆိုင်ကိုသူ့မှာဒီဆက်ကွန်ပရိုမတ်အဲဖုံး၃လုံးရှိတယ်ဗျာဆက်ကွန်ပရိုမတ်၃လုံးဥပမာပြောပြเนาะအဲဆက်ကွန်ပရိုမတ်၃လုံးရှိမယ်ဖုံးတစ်လုံးရဲ့ကာလတန်ကြီးထားပါတော့ဗျာဥပမာပြောเนาะအဲကာလတန်ကြီး3100ပဲထားအောင်ဖုံးတစ်လုံးရဲ့ကာလတန်ကြီး3100ရှိတယ်အဲ့ဒါဆိုကိုကျွန်တော်အဲ3000နဲ့ရောင်းမယ်ဒီဘက်ကိုဝယ်မှာလာအဲဝယ်မယ်ဆိုလို့ရှင်ကျွန်တော်တို့လာပို့ပေးမယ်โอเคဒီဘက်မှာကလည်းအဲ3100တန်တဲ့ပစ္စည်းက ိုဗျာသိန်း90နဲ့အဆက်ကန်းစီရမယ်ဆိုရင်ဒီဘက်ကလည်း okay ယူမယ်ယူမယ်ဆိုရှင်လူလိန်ကတစ်ဖက်ကိုလည်းအဲဖုံးရောင်းတဲ့စီကိုလည်းဖုံးဆက်လိုက်မယ်ကျွန်တော်ဖုံးလို့ခြင်းနဲ့ဟိုဘက်မှာလည်းအဲထားပါတော့ကာလာပေါက်စီသိန်းတရာဆိုလို့ရှင်လည်းသူကအဲစေတခုတမ္ပါပြီးဆက်လိုက်မယ်ဗျဆင်ချင်ဆက်လိုက်မယ်အဲဆက်ပြီးသူယူမယ်သူကဒီဖုံးဆိုင်ရဲ့တထေးပါသူဆိုင်ကိုလာဖို့ပဲပါသူမန်နေဂျာအဲ ရှိလိမ့်မယ်ဆိုပြီးတော့သူကအဲ့လိုပြောတာဖြစ်လိမ့်မယ်သူမန်နေဂျာလာပြီးလိမ့်မယ်ညွာလေးပင်နာရောက်အောင်ဖုံးဆက်ပါလို့ပြောခေါင်းပြောနိုင်လိမ့်မယ်ဥမာထားတော့ဖုံးဆိုင်အနီးရောက်ပြီဆိုရင်ဖုံးဆက်လိုက်အကိုမန်နေဂျာထွက်ယူခိုင်းလိုက်မယ်အဲ့အဲ့လိုမျိုးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီချိန်မှာအဲအဲ့ကောင်မလေးကဖုံးဆိုင်ရောက်တော့ဖုံးဆိုင်နာရောက်တော့အဲ့ဒီလူလင်ကိုဖုံးဆက်တာလည်းဖြစ်ချင်းဖြစ်မယ်အဲ့ဖြစ်တဲ့အချိန်မှာသူကကြတော့အဲဒီမှာ ကောင်မလေးရောက်နေပြီလမ်းမတီးလို့တွတ်ခေါ်ပြီပါလူလေရနှစ်ဖက်ကိုဒါပြောမလို့ကြားပွဲစားလှုပ်ပြီးလိန်သွားတာအဲ့ဒီအချိန်မှာပုံစံအရတွတ်ခေါ်တယ်အဲတွတ်ခေါ်တဲ့အချိန်မှာအဲပုံစံအရလည်းမတိဘူးဒါသူဟိုလူလိန်လွတ်လိုက်တာလို့ထင်ပြီးတော့ဒါကောင်မလေးကြတော့လေဒါလူလိန်ကိုဆိုင်ပိုင်ရှင်လိုပဲထင်သွားတယ်ထင်သွားပြီးတော့အဲ့ဒီမှာဇလန်ကစတာကဲပါရီဆက်ဖြစ်လဲဆိုတော့ကျွန်တော်ဆက်ကြည့်အောင်နော်ပွဲတယ်မြန်မာတွေဟိုဖူခတ်တွေပါတွေကလည်းကျွန်တော်တို့ဒီလိုပဲပစ္စည်းတွေရောင်းတယ် ဒီနားလေးကိုထိုင်းဆိုင်နေဆိုလဲကျွန်တော်တို့ကနေပြီးတော့ပစ္စည်းရောက်လာပြီဆိုရင်အဲ့လူကစောင့်နေတယ်ကျွန်တော်တို့ကပစ္စည်းကိုစိတ်ပူကအစီအပြေပြီဆိုငွေလဲပေးတယ်ပြီးွားပြီဆိုလာပို့တဲ့လူကိုငွေလဲလိုက်ပြီနော်ဆိုပြီးတော့မှပြောလိုက်အေး तू ကနေပြီးတော့မှဟိုဘက်ကိုပြန်ဖုန်းဆက်တယ်တထင်းငွေရပြီလားရပြီဆိုရင် तू ပြန်သွားတယ်ဒါကကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့ပုံစံလေကျွန်တော်ဘာမှမမားနေဘူးအဲ့ညမလေးကအဲ့လိုမျိုးဖြစ်ပြီးွားပြီဒီဥစ္စာကလိန်ခံလိုက်ရပြီဆိုတာတေချာသွားတဲ့အချိန်ကြီး तू ကအရင်မဲ့တွေးအေးတာလားမသိဘူး။ तू မပူပန်မှုမရှိဘူး။အဲ့ဒါကကျွန်တော်ကကျွန်တော်မျိုးသမီးနဲ့ကျွန်တော်မန်နေဂျာပြောတော့ကျွန်တော် CCTV ပြန်ကြည့်ပြီးပြောတော့ तू ကအရင်တွေးအေးတယ်။ तू တငယ်ချင်းတွေကို तू ဖုန်းဆက်ခေါ်တယ် အရှိမလည်းပြောင်းရွှင်ပြီးတော့မှ तू ကစကားပြောနေနိုင်တယ်ကျွန်တော်တို့ကပြန်အန်အောတယ်အစပိုင်းမှဆိုကျွန်တော်တို့က तू က तू နဲ့ဟိုဘက်ကလူနဲ့ပေါင်းကြံတယ်လို့တော့ကျွန်တော်တို့ကထင်သွားတာနောက်မှမှဒီကျွန်တော်တို့ဒီကြော်မိုပိုင်းဘက်ကကိုရှင်းခန့်တို့ဘာတို့ကဗာဒီဖြစ်စင်မှာဝင်ပါလာတော့ဝင်ပါလာတယ်ဆိုတော့ तू ကကြားတယ်နဲ့ဒီလိုဒီလိုလေးဖြစ်တဲ့အကိုဆိုပြီးတော့မှဝင်ပြောလို့အဲ့တော့အဲ့ဒီလက်နောက်သူညီမလေးကအဲ့ဖုန်းမှာသူ့ကိုပိုင်ဖုန်းလည်းမဟုတ်ဘူး तू ကအမျက်ရမယ်ဆိုပြီးတော့မှနောက်တနေရာကနေပြီးတော့မှ ရောင်းမြူးရရင်ပတ်ဆက်လာပေးမယ်ဆိုပြီးယူလာတာပေါ့နော်အဲ့ဒီသူ့ကိုပစ္စည်းအကျွေးရောင်းပေးလိုက်တဲ့အကိုကကျတော့ကိုရှင်းခန့်လို့နဲ့တိရတယ်တစ်စိကျွန်တော်စီကိုရောက်လာတော့အော်โอเคဒီလိုမျိုးဆိုရင်တော့ဒါဟာလိမ့်ရတာမဖြစ်လောက်ဘူးဆိုပြီးတော့မှကျွန်တော် ယူဆပြီးတော့မှအဲ့ဒီအချိန်9နာရီနဲ့24မိနစ်เนาะအဲ့ဒီကိစ္စဖြစ်နေတဲ့အချိန်မှာကျွန်တော်အာမချောင်းဦးတော့ဒါအဲ့ဒီလေလုံးလို့ရတာမဟုတ်ဒါ messenger မှာကျွန်တော်မျိုးသမီးနဲ့ကျွန်တော်ပြောထားတာဒီမှာငါတို့ဘက်ကလည်းမားတယ်အဲ့ငါတို့ဘက်ကလည်းမားတယ်ဆိုတော့ကျွန်တော်အဲ့တုန်းကပြောတော့မှကျွန်တော် manager ကိုအာအဲ့ကောင်မလေးကစနတော့တွေ့တွေ့ချင်းမှာဘာမှမပြောဘဲနဲ့ဟိုလူနဲ့ဖုန်းစကားပေးပြောလိုက်တာတည်းပဲကျွန်တော်မသိသေးလို့အခုဖြစ်စဉ်တစ်ခုလုံးမှကြည့်ရင်ကျွန်တော်တို့မားတယ်ဆိုရင်တော့5%ပဲ95%ကျွန်တော်တို့ဘက်ကမားတာမဟုတ်အဲ့တော့အဲ့မှာကျွန်တော်ဒီမှာပြန်ပြောခဲ့တာဘာလေးလဲဆိုရင်ကျွန်တော်မျိုးသမီးကိုပြောတာငါတို့ဘက်ကလည်းမားတယ်တဝက်ဆိုင်ပေးရင်ပေးလိုက် ဲ့လိုမျိုးဆိုပြီးတော့ဗာဒါသူ့ကိုဟိုကျွန်တော်တို့ဒီပြဿနာကိုဖြေရှင်းရမယ့်ပုံစံကိုကျွန်တော်ပြောလိုက်တာမင်းတို့ကကျွန်တော်အိမ်မှာမလို့เนาะအမှကျွန်တော်ဒီမှာထပ်ပြီးပြောတာအဓိကကတော့ကောင်မလေးဆိုတဲ့သူကရိုးသားရင်သူ့တို့အရန်နစ်နာသွားမယ်အဒါကတော့ကျွန်တော်ဘက်ကလူသားချင်းစာနာမှုနဲ့ဒီကိစ္စကိုတကယ်လို့သူတို့ဘက်ကနေသာညှိနှိုင်းလာခဲ့မယ်ဆိုတော့ကျွန်တော်တို့က90ရာခိုင်နှုန်းဒီကျွန်တော်တို့ပေးဖို့အတွက်အစီအစဉ်ရှိတယ်ဒါပေမဲ့အဲ့ညီမလေးက ်တွင်တွင်သူ့ဖုန်းမဲ့သူပြန်ယူသွားမယ်ကျွန်တော်တို့ ਨੇ ညိတာမျိုးလည်းမလုပ်အဲ့သူ့ဖုန်းမဲ့သူပြန်ယူသွားမယ်ဆိုတဲ့အချိန်မှာကျွန်တော်မျိုးသူများတက်ဒီတိုင်းတော့ပေးလို့မရအောင်ညီမအနေနဲ့ဒီဥစ္စာကိုပြန်လို့ခြင်းနဲ့ဆိုတော့စခန်းရဲစခန်းတိုင်မှာရမယ်ဆိုပြီးတော့မှပြောလိုက်အဲ့အဲ့ကိစ္စပြောပြီးသွားတဲ့အချိန်မှာထိုင်းစကားတက်တဲ့လူတွေအခုနောက်ဖုန်းပြောင်းပေးလိုက်တယ်ဆိုတဲ့အကိုတွေသူ့ရဲ့တငယ်ချင်းတွေရောက်လာအဲ့ထဲကအချို့လူတွေကကျွန်တော်တို့ ਨੇ ကျွန်တော်မျိုးသူမီနဲ့ညှိဖို့အတွက်စကားဆတယ်ပေါ့နော်စကားဆတယ်အဲ့စကားဆနေတဲ့အချိန်မှာပဲရဲရောက်လာ အဲ့တော့ကျွန်တော်ဆက်ပြီးတော့မှဆွေးနွေးဖြစ်တော့ဘူးနောက်ပိုင်းမှာလည်းကျွန်တော်အမျိုးသမီးကနေပြီးတော့မှကျွန်တော်တို့ကဗျာစကူပတ်ကနေစပြီးတော့မှဘလို့ကြောက်မှတော့အဲညီမကြီးဒီလိုမျိုးတော့ဖြစ်သွားပြီငါတို့ဘက်ကတဝက်ဆိုင်ပြေးမယ်လို့ဘလို့ပြောထားမှာဒီလူကနံပါတ်1ပူပေါင်းကြံစီတာလားလိန်တာလားမသိပြောတော့နံပါတ်2ကကျွန်တော်တို့ကပတ်စံ395သိန်းဆိုတော့ခမရွတ်လည်းမနေသလိုကျွန်တော်တို့လည်းမနေဘူးဘုံလေတဝက်ဆိုင်ပြေးမယ်ဆိုရင်တော့လေ395သိန်းသိန်းတရာနီးပါအဲ့တော့ကျွန်တော်တို့ဒီတဝက်ကိုလွယ်လွယ်လေးဆိုင်ပြေးလိုက်လို့မရဘူးလေအဲ့တော့သူ့ဘက်ကနေတော့ request မလုပ်လာသေးတော့ကျွန်တော်တို့ကမဆိုင်ပြေးဘူး ဘာမှမပြောဘဲနဲ့သူပြောတာကိုကျွန်တော်တို့နားထောင်နေတယ်အဲ့မှာအင်ဂျမလေးကကျွန်တော်မိမဘက်ကနေပါပါအမတို့ဘာကူညီပေးရမလဲဘယ်လိုလုပ်ပေးရမလဲဘာညာဆိုပြီးပြောတဲ့အချိန်မှာလဲကျွန်တော်မျိုးသူမျိုးစကားပြန်မပြောဘူးသူရဲ့လူမှုဆက်ဆံရေးပုံစံအဲ့လိုထိုက်ဖြစ်တာလားဒါမှမဟုတ်တခုခုချိန်မိုးနေတာလားဒီချိန်မှာနည်းနည်းလေးစိတ်လှုပ်ရှားပြီး shock ပြနေလို့ပဲဒီလိုမျိုးဆက်ဆံလာတော့မသိသူရဲ့ဘေးကတငယ်ချင်းနေတာတော့မှကျွန်တော်မျိုးသမီးနဲ့ conversation လုပ်တယ်ပေါ့လားသူကလုံးဝ conversation မလုပ်ဘူးအဲ့တော့အဲ့ဒီချိန်မှာကျွန်တော်တို့ဘက်ကလည်းဘာမှပြောလို့မရဘူးအဲ့တော့ သူတို့ရဲခေါ်တယ်ရဲခေါ်ပြီးတဲ့အချိန်မှာလည်းရဲရဲကိုသူတို့ဖြစ်စဉ်အကုန်ရှင်းပြတယ်သူတို့ဘက်ကနေတော့ထိုင်းစကားနားလည်တယ်ဇာကပြန်လဲပါတယ်အဲ့တော့ဖြစ်စဉ်အကုန်ရှင်းပြတော့ရဲရဒီကိစ္စကဆိုင်နဲ့မဆိုင်ဘူးဟိုဘက်ကလူကိုလောက်ရမှာတကယ်လို့မင်းတို့ဒါအောင်မှမကျင်တတ်ဘူးဆိုရင်မင်းတို့စက္ကန့်မှအမှုဖွင့်လို့ရတယ်ဆိုပြီးတော့မှပြောပြီးတော့မှပြီးသွားတယ်ပြီးသွားပြီးတဲ့အချိန်မှာသူ့ဘက်ကလည်းကျွန်တော်တို့ဘာမှလာမညှိဘူးသူတို့ဒီမှာ MBK မှာတော့ရှိနေတယ်အဲ့ကျွန်တော်တို့ဆိုင်ရဲ့ခက်လန်းလန်းလေးမှာသူတို့တငယ်ချင်းတွေသူတို့စကားတွေပြောတယ်နောက်လူတွေကိုဖုန်းဆက်ခေါ်တယ်နောက်တငယ်ချင်းတွေလည်းရောက်လာတယ်အဲ့ကျွန်တော်တို့ ਨੇ အဲ့ဒီမှာပြီးသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်မျိုးသမီးကလှုပ်ပေးထားတာကဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာ KBZ support ကိုဖုန်းဆက်ပြီးတော့မှကျွန်တော်တို့ email နဲ့ဆောင်ပို့ခဲ့တယ်ဒီဥစ္စာဒီငွေ secretion နဲ့ငွေလင်ခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ငွေပို့တယ်သူ့ကိုလည်းပြောတယ်ညီမလည်းတစ်ခုခုလုံအောင်ဆိုပြီးပြောတဲ့အချိန်မှာအိမ်ညီမလေးကဘလို့ဘာလောက်ရမှာလဲဘာလဲဆိုတာမျိုးတော့မှကျွန်တော်မိမကိုအဖက်လုပ်ပြီးတော့မှပြန်မပြောဘူး Okay အဲ့တော့အတော့ဒီအချိန်မှာစိတ်လှုပ်ရှားနေတာတော့ကျွန်တော်အကုန်လုံးအဆင်ပြေတယ်ဗျာအဲ့ဒါရုပ်စားကလည်းအဆင်ပြေတယ်အဲ့တော့ဒီနေ့မနက်မိုးလင်းတဲ့အချိန်ကြတော့ဒီနေ့မနက်မိုးလင်းတဲ့အချိန်မှာကျွန်တော်မျိုးသမီးနဲ့ကျွန်တော်လည်းပထမဆုံးစပြောတဲ့စကားက အဲ့ကိစ္စဘယ်လိုဆက်ဖြစ်မလဲမသိဘူး။ဒီနေ့မှဆိုင်ကမနေ့ညတော့ကတော့မစင်မို့သူနဲ့ Messenger မှာ conversation လုပ်နေသေးတယ်။ကျွန်တော်မျိုးသမီးက line line ရလား။ line ရနေတော့မှ conversation လုပ်နေသေးတယ်။လိုအပ်ရင်မြန်မာပြည်ကို like ပေးမယ်။ဒီ ban account ပေးဖို့ကျွန်တော်မျိုးသမီး like လုပ်ပေးမယ်။ဘာညာဆိုတာမျိုးသူနဲ့ကောင်းကောင်းမွန်မွန်စကားပြောနေတယ်ပေါ့နော်။အဲ့တော့အဲ့ဒါလည်းစကားတွေပြောဆိုပြီးတော့မှကျွန်တော်ညအေဝါတယ်မနေ့မိုးလင်းတဲ့အချိန်ကျွန်တော်မျိုးသမီးနဲ့ကျွန်တော်နဲ့ပြောတာ။တဝက်ဆိုရင်တော့ငါတို့ဘက်ကများတယ်။ဒီကိစ္စမှာ၃ပွင့်ဆိုင်ဖြစ်သွားတယ်။ကျွန်တော်အနေနဲ့မနေ့တော့ကတော့တဝက်ဆိုပြီးကျွန်တော်မျိုးသမီးကိုစာပို့တယ်။အဲ့မနေ့မှကျတော့ကျွန်တော် ဖြစ်စဉ်အကောင်လုံးကိုသိသွားပြီဆိုတော့သုံးပွင့်ဆိုင်ဖြစ်တာဖုန်းကိုအကျွေးရောင်းပေးလိုက်တဲ့လူကျွန်တော်တို့အဲ့ကောင်မလေး၃ယောက်ဒီသိန်း195သိန်းဝင်းကျင်ကိုကျွန်တော်တို့၃ယောက်ကညပြီးခံကြမယ်အဲ့လိုမျိုးသူတို့ဘက်ကနေပြီးတော့မှဒီနေ့တကယ်လို့ငါတို့လာပြီးညိတယ်ဆိုရင်ငါတို့အဲ့လိုမျိုးပုံစံမျိုးနဲ့လောက်ကြမယ်ဆိုပြီးတော့မှကျွန်တော်လည်းကျွန်တော်အမျိုးသမီးတွေးထားတာဒါကကျွန်တော်တို့ဘက်က weak point ရှိလို့မဟုတ်တော့တခုပဲမအားရတော့အတူတူမျှခံပေးမယ်ဆိုတဲ့စိတ်တခုလည်းပဲအဲ့တော့ဒီနေ့ဗီဒီယိုလုပ်တဲ့အချိန်ဒီကျွန်တော်ပြောချင်တာသူတို့ဘက်ကလည်းကျွန်တော်တို့ဥအောင်လာပြီးညိနိုင်တာတခုမှမရှိခဲ့ မရှိခဲ့တဲ့တော့ကျွန်တော်တို့ကလည်းမပြောဘူးဒါပေမဲ့အခုအချိန်မှာ तू က Facebook ပေါ်မှာ post တင်လိုက်တယ် post တင်တဲ့အချိန်မှာနံပါတ်1ကျွန်တော်တို့ site နာမည်ပါတယ်နံပါတ်2 comment မှာကျွန်တော်တို့ site ကိုဟို Facebook user တွေကြားထဲမှာအထင်မြင်လွဲစေနိုင်တဲ့ comment တွေ ်ကိုတူးပနေနဲ့ပြန်ပြီးတော့မှ reply လုပ်တယ်အဲ့ချိန်မှာကျွန်တော်ဆိုင်ရပုံပြီးအစဲခံရတယ်အချို့လူတွေဆိုကျွန်တော်ချက်ပေါက်ထဲထိလာပြီးဆဲတယ်အချို့လူတွေကျွန်တော်ရဲ့ personal ကိုလာပြီးတော့မှ Facebook account ပုံတွေပို့တာဘာညာတရကားတွေရှိလာတယ်အဲ့တော့ကျွန်တော်တို့ဘက်ကနစ်နာတယ်နစ်နာတဲ့အတွက်ကိုကျွန်တော်ဒီ video လုပ်တာဒါဒီ video လုပ်ပြီးသွားတဲ့အချိန်ကနေစပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှဒီဖြစ်စဉ်မှာကျွန်တော်တို့ဘက်ကမားရွေးမှုဘာမှမရှိတဲ့အတွက်ကျွန်တော်တို့နေဒီ ကိစ္စကိုဘလို့မတောင်းယူမှာမဟုတ်ဘူးငွေရောသုံးပုံတစ်ပုံရောတဝက်ကောတစ်ချက်ကောတပိုင်းရောဘာမှပေးမှာမဟုတ်တော့ဘူးကျွန်တော်ဘက်ကလုံလောက်တဲ့နင်းနာဆုံးရှုံးမှုတစ်ခုကို Facebook ပေါ်က post ကနေကျွန်တော်တို့ရပြီးသွားပြီဖြစ်တဲ့အတွက်ဒီကိစ္စကိုကျွန်တော်တို့ဘာမှတောင်းယူပေးမှာမဟုတ်ပါဘူးအဲ့ဒါလေးကိုကျွန်တော်တို့အသိပေးခြင်းနဲ့မိတ်ဆွေတို့အနေနဲ့လည်းဒီကွမ်းမန်အောက်မှာဝင်ဆဲခြင်းလည်းဆဲမယ်အကောင်းမြင်ခြင်းလည်းမြင်မယ်ဂျားနေအနေနဲ့လည်းဖြစ်ခြင်းဖြစ်မယ်အဲ့တော့ဝင်ဆဲခြင်းမယ်ဆိုရင်မိတ်ဆွေအနေနဲ့လည်းကျွန်တော်တို့ဘက်ကနေပြောဝင်ပြီးတွေးပေးပါကျွန်တော်တို့ကဆိုင်ကြီးဖွင့်လာတယ်ပတ်စံရှိတယ်ပတ်စံရှိတယ်ဆိုတိုင်းနောက်လူပြောင်းရအမားကိုတော့ကျွန်တော်တို့ကထိုင်ပြီးတော့မှ ကာပါလုံပင်းနေဖို့တော့အကြောင်းမရှိနိုင်ဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုတော့အနေထားမျိုးမှာကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုအားလုံးအချိန်နေအမှန်ကိုသိရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးတင်လိုက်ရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်တခုခုကြံသွားတာပါရှိတယ်ခစ်စင်လေးကိုကျွန်တော်ပြောပြရမယ်ဆိုရင်ခစ်စင်ကအခုနလိုမျိုးတော့မရှိလို့တစ်ခေါက်ထပ်ပြောပြတယ်ခစ်စင်ကဘယ်လိုဖြစ်လဲဆိုတော့လူလိန်က အဲဒါဒီဖုန်းတိုင်ကိုသူဖုန်းတလုံးထောက်တော့ခုနကကျွန်တော်ဥမာပြပါတယ်ဖတ်ပြပါဖုန်းတလုံး၁၀သိန်းတန်တဲ့ဖုန်းတလုံးကသူလင်ကအဲအစ်စ်ပေါ့ဗျအစ်စ်ပါကင်တော့ဖောက်ပွားရေးသူက၁၀သိန်းတန်တဲ့ဖုန်းမြန်မာနိုင်ငံကိုသူကတဲသွားလို့ရှင်မြန်မာနိုင်ငံမှာလည်းဒီဒီသေးပဲရမှာဖြစ်တယ်ကျွန်တော်ဒီဒီနိုင်ငံမှာဥမာကျွန်တော်၇သိန်းပဲဖြစ်သိန်းဖြစ်အမောင်းသူနဲ့သူရောင်းထားခဲ့တယ်အဲဖုန်းတိုင်ကိုဈေးညှိတယ်ဈေးညှိတော့ okay ဖုန်းတိုင်က အဲကြိုက်တယ်ပေါ့သူပဲဒီသေးနဲ့ဆိုလို့ရှိရင်ဆိုပြီးတော့အဲဆရာလူတွေကဆရာလွဲခိုင်းတယ်ဒါပေမဲ့အဲပုံတိုင်ကပြစ်စီမဲ့တွေ့ရတယ်ဆိုဆရာမလွဲဘူးဆရာမလွဲဘူးလူလင်ကဟိုဘက်ကအဲကြောင်းတဲ့အဲညီမလေးကိုပေါ့နော်ဆက်သွယ်မယ်သူဖုံးလို့ကျင်တယ်သူကတော့ဒီပုံတိုင်ရဲ့ပိုင်ချင်းသူဖုံးလာဖို့ပြေးနိုင်လားအထောက်တော့ဘလောက်နဲ့ရောင်းမလဲအဆယ်သိန်းဆိုလို့ရှိရင်သူသေးစစ်မဲ့ကိုသိန်းကိုဖြစ်ချင်းလဲပြင်မယ်ကြာကိုသိန်းအထောက်တော့ amount ကိုလည်းစစ်ပြီးတော့အဲသူက အလာပုခိုင်းလိုက်မယ်အဲလာပုခိုင်းနေလို့ရှိရင်ဖုံးတိုင်ပဲဖုံးတိုင်ပဲနားမှာရှိတယ်သူကပဲဖုံးတိုင်ပိုင်ရှင်မှာပဲနေရာကစောင့်ပါလို့ပြောပြောလိုက်မယ်အဲကြောက်နေလို့ရှိရင်သူ့ကိုအကြောင်းကြပါလို့လင်ကနှစ်ဖက်ဖတ်ချက်နေသူလှုပ်ထားလိုက်လိမ့်မယ်လှုပ်ထားလိုက်တဲ့အချိန်မှာအဲအိုက်ကောင်မလီယာထားတော့သူလူလိမ်ပြောတဲ့နေရာတနေရာရောက်ရင်စောင့်နေလိမ့်မယ်စောင့်နေအိုက်ကောင်မလီယာလူလိမ်ကိုအဲဖုံးဆက်လိုက်မယ် အဖုံးဆက်တော့သူရောက်ပြီဆိုတဲ့အကြောင်းပိုင်ပါနဲ့ပြောနေမယ်အဲ့ချိန်မှာလူလင်ကလည်းဒီဘက်ကိုဖုံးပြောမယ်အဲ့မှာကောင်မလေးတယောက်ရောက်နေပြီသွားခေါ်ပေးပါဆို OK အဖုံးတန်ရနေပြီးတော့မန်နေဂျာကနေအဲ့ကောင်မလေးကိုသွားခေါ်တယ်အဲ့သွားခေါ်တဲ့အချိန်မှာအဲ့အဖုံးတန်ရမန်နေဂျာနဲ့အဲ့လူလေးနဲ့ဖုန်းပေးပြောလိုက်တော့ကောင်မလေးโอเคကိုကျွန်တော်တွေ့ပြီအဲကောင်မလေးကိုဆိုင်ခေါ်သွားတော့မယ်โอเคပြောလိုက်အဲ့ဒီအချိန်မှာကောင်မလေးကလည်းလူလိမ်မှအဲမတိသေးဘူးနောက်မတိဘူးเนาะခေါ်သွားပြီးတော့ဆိုင်ရောက်တော့ဒီဖုန်းကမန်နေဂျာဟုတ်ဖို့ဆိုင်ကလည်းစစ်လိုက်တယ် စစ်လက်စစ်ပြီးဟိုတော့ဖုန်းကအမှန်တကယ်သူတို့လူချင်းအထက်လက်တွေပါလေလုံးဝပါကင်ရဲ့ဟိုအတီဘိတ်မလုပ်ရသေးတဲ့ဖုန်းပြင်ပြင်အဲ့တော့โอเคဆိုပြီးတော့စစ်လက်စစ်ပြီးတော့အဲဖုန်းတည်ကြရဲဆိုပြီးတော့ဆိုင်ရနေပြီးတော့ငွေလွှဲလိုက်တယ်တပတ်ကအဲ့ဒီမှာဇလန်းကစတယ်ဇလန်းစတယ်ဆိုတော့ကောင်မလေးကလည်းဟိုဘက်ကအဲဓာတ်သူ့ဆိုင်ဆိုပြီးတော့သူကလာပို့ရဲဆိုင်ဘက်ကလည်းဟိုဘက်ကိုလူလိမ်ကိုငွေလွှဲလိုက်တယ် အဲ့ဒီမှာပြဿနာကအဲဒီဘက်ကလည်းကောင်မလေးကိုငွေထွဲတော့မယ်လို့ဟိုမေးတင်တယ်ဆိုတော့ကျွန်တော်ထင်တော့ညီမလေးဒီမှာဖုန်းလာဖို့ကိုတာဖြစ်တဲ့အတွက်ညီမလေးကိုတစ်ခေတ်ငွေထွဲတော့မယ်လို့ပြောတင်တယ်လို့ထင်တယ်ပေါ့နော်ဒီကောင်မလေးကလည်းကျွန်တော်ဒီမှာဒီဖိုင်ဟိုဒါဖုန်းလာဖို့ဖိုင်လို့ဒီမှာလာဖို့တာအဲ့တော့ဒီဖုန်းကိုစစ်ပြီးရင်ငွေရှင်းပြီးတော့အဲ့လိုမျိုးပေါ့နော်နားလည်မှုတွေကလည်းလူလိမ်ကအဲ့ဒီအတွက်ကိုတုံသွားတာတပသူမှလည်းမတူမှန်လဲဆိုပြီး ဆိုတာတော့ဒါမိတ်ဆွေတို့သုံးသပ်ကြည့်ပါတော့အခုဖုန်းဆိုင်ကဒီဖုန်းကိုသူကငွေတွဲပြီးတော့ဖြစ်တဲ့အတွက်ဒီဖုန်းကိုယူထားလိုက်တဲ့ကောင်မလေးကိုပြန်မပေးတော့ကောင်မလေးကလည်းသူ့ဖုန်းကပြန်မရဘူးလူလီရပြကောင်မလေးနဲ့လူလေးနဲ့တပွဲတည်းဖြစ်ချင်းလည်းဖြစ်မယ်မဖြစ်ချင်းလည်းမဖြစ်ဘူးတပွဲတည်းဖြစ်တယ်ဆိုရင်လည်းကျွန်တော်အထင်ပြောရမယ်ဆိုလို့ချင်းတပွဲတည်းဖြစ်နေမယ်ဆိုရင်တော့အဲခင်ဗျားတို့ပစ္စည်းတစ်ခုသွားရောင်းတယ်ဗျာအဲခင်ဗျားတို့တစ်ချက်မှဘလို့ပဲဖြစ်ဖြစ်သွားရောင်းလိုက်တယ်ခင်ဗျားတို့ရောင်းတဲ့ပစ္စည်းမှာခင်ဗျားတို့ ဒီပစ္စည်းကိုဒီမှာတွားချောင်းလိုက်တယ်ခင်ဗျားတို့ဖုံးမဲ့ဖြစ်အရွှေပဲဖြစ်တွားချောင်းတဲ့ဥစ္စာခင်ဗျားတို့ပစ္စည်းသေးတယ်တစ်ဖက်ကခင်ဗျားတို့ဝင်အမောက်မပေးလို့ရှိရင်ခင်ဗျားဒီပစ္စည်းပြန်ယူလာရမယ်ရမှာပဲလေသူကဒီဘက် ကလွှဲမှားလွှဲတာပဲဘယ်လိုပဲလို့လဲနှစ်နှစ်ခုနှစ်ဖက်ဒီဘက်ကလည်းဟိုဘက်ကလည်းကော်ပါလေးကိုမေးတင်တယ်အဲအဲ့လိုအဲ့ဒါကပုံတန်ကတော့သူတို့မမှားဘူးလို့ပြောတယ်ပြောရောသူကဒီဗီဒီယိုနဲ့သူကဖြည့်ရှင်းထားတယ်အခုတော့အဲပုံစံကအဲ နောက်ထပ် post တစ်ခုထပ်တင်ထားတယ်ကောင်မလေးနဲ့သူညှိပါမယ်ဗောနော်ဒီဖုန်းဆိုင်ကလည်းလုံးဝနံပါတ်ပြည့်လုံးဝမရှိတဲ့ဖုန်းဆိုင်သူတို့ရဲ့ image ကိုတည်တည်ခိုင်ခိုင်တိဆောက်ထားတဲ့ဖုန်းဆိုင်ဖြစ်တယ်ဆိုသူတို့ image ကိုအထိမခံအထိခံပါတော့မဟုတ်ဘူးဗောနော်ဒါပေမဲ့ဖြစ်စဉ်ကလူဆိုတာတော့အဲမမှားတော့ရှိနေမသေးတော့စေသမားဗောနော်ဒီလိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ဒါကတော့ဘသူမှားလဲမှန်တယ်ဆိုတာဒါကအခုကြည့်နေတယ်အဲကျွန်တော်လည်းတကယ်ရှင်းနေတာ တုံးတပေးပေါ့နော်တငယ်ချင်းတို့အနေနဲ့လည်းဒါမျိုးဖြစ်စဉ်တွေဖြစ်လာခဲ့ရင်ကျွန်တော်တို့ဘလို့တတိထအောင်လို့ကျွန်တော်ကဒါဘုသူတရရေကိုကျွန်တော်တင်ဆက်ပေးတာပေါ့နော်ဥမာထားပါတော့ကိုကိုကိုကဖုံးဆိုင်ကတူပဲဖြစ်ဖြစ်ကိုကတွားရောင်းတာပဲဖြစ်ဖြစ်ကိုကဒါမျိုးဖြစ်စဉ်ဖြစ်ခဲ့လို့ကိုကဘလို့တတိထဆင်ကြရမှာကိုကတွားရောင်းပြီဆိုတော့ကိုကအဲဒီဒီဥစ္စာအောင်နေဖြစ်တဲ့ကိုစီကိုကိုကဟိုဘက်မှာပြောထားတာတော့မှန်တယ်ဒါပေမဲ့ကိုကိုပတ်စံပေးရမှာ เนาะကောင်းပါလေးကလည်း main ကလေးလည်းဖြစ်နေတချို့ဟိုဆိုလို့ရှိရင်အဲဒီအကူတယောက်ဖြစ်တဲ့ဖြစ်စဉ်ကြတော့အဲ့လိုပဲဆိုင်ကယ်သွားရောက်နေအခုပုံစံနဲ့တပုံစံတည်းပဲဒါပေမဲ့ तू ကဆိုင်ကယ်သွားရောက်နေသွားရောက်တဲ့အချိန်မှာဟိုကကြတော့အဲ့လိုပဲ तू ပတ်စံလွှဲလိုက်ပြီလို့ပြောတယ်အပြောလိုက်ပြီမဲ့ဒီပဲဆိုင်ကယ်သွားရောက်နေလို့ရောင်းတာကျွန်တော်လွှဲတာခင်ဗျာတခြားကိုလွှဲတာကျွန်တော်ကကျွန်တော် तू ပတ်စံမရတဲ့အတွက် तू ဆိုင်ကယ် तू ပြန်ယူလိုက်တယ်ပြန်ယူလာလိုက်အခုကကြတော့အဲ့ကောင်မလေးကဖုံးကဆိုင်ရယူထားလိုက်เนาะ ဖောက်ရယူထားလိုက်တယ်တကယ်တမ်းဆိုလို့ရှိရင်တော့ကျွန်တော်အထင်အရပြောမယ်ဆိုလို့ရှိရင်တော့လူလိန်ကနှစ်ဖက်ကိုလိန်သွားတာနှစ်ဖက်လိန်သွားတာ အလိန်ခံလိုက်ရတာကအအဓိကပြတ်မှတ်ထားပြီးအလိန်ခံလိုက်ရတာဖုံးဆိုင်ပေါ့နော်ဒါပေမဲ့ကောင်မလေးကဖုံးကအဖုံးဆိုင်ကိုပေးထားလိုက်တယ်ပြန်မယူဆိုင်ရပြန်မပေးတာလားလို့ပြန်မယူတဲ့အဓိကလောဆယ်နစ်နာနေတာကောင်မလေးဖြစ်နေတယ်နော်အဲ့တော့ဆိုင်ဘက်ကပြောတယ်တယောက်တော့ဝတ်လို့တော့ပြောတယ်အဲ့တော့ဘသူမှလည်းဒီဖြစ်စင်ပါနော် ဒါခင်ဗျားတို့အနေနဲ့တစ်ချက်လောက်တုံးတက်ပြအခုတော့ဒီဖုံးဆိုင်ကအစတုန်းကတဝက်တာဝင်ယူမယ်ပြောတယ်တဝက်တာဝင်ယူမယ်ပြောပြီးတော့ဟိုဘက်ကဖုံးအကျွေးရောင်းလိုက်တဲ့သူကိုတကယ်တမ်းကျရင်တော့ဖုံးအကျွေးရောင်းလိုက်တဲ့လူနဲ့လုံးဝမဆိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ तू ကဖုံးအကျွေးရောင်းတာ तू နဲ့ကိုမဆိုင်ဘူး။နောက်ဆုံးဆိုင်ရင်းဆိုင်လောလောဆယ်ဆိုင်တာကလက်ရှိမှာဖုံးလာဖို့တဲ့ကောင်မလေးနဲ့ဖုံးဆိုင်နဲ့ပဲရှင်းရမှာ။လူလိန်ကတော့သူတက္ကနာက ဒါသူ့ရဲ့အကောင့်တွေပါနဲ့လူတိုင်းနဲ့ဆက်သွားမှာလောလောဆယ်ကောင်မလေးနဲ့ဖုန်းဆိုင်နဲ့ရှင်းရမှာကောင်မလေးဘာမှမပြောဘူးဆိုမဲ့ဒါတင်ကန်းစာပေါ့နော်ဖုန်းဆိုင်တွေအတွက်လည်းတင်ကန်းစာအရတယ်ပို့တဲ့လူကတော့ထားပါတော့ကျွန်တော်တို့ကအဲသွားပို့မှာဗျာကျွန်တော်တို့သွားပို့ဆိုကျွန်တော်တို့ပစ္စည်းကျွန်တော်တို့စီရင်ကျွန်တော်တို့သွားပို့ကျွန်တော်တို့ပတ်စံကျွန်တော်တို့ကိုပို့တာကိုကိုရမှာကိုပို့ဘယ်လိုပဲဟိုအဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတော့ဖြစ်ဖြစ်တင်တယ်လို့ကျွန်တော်ထင်တယ်အခုဆိုလို့ရှိရင်တော့ဖုန်းဆိုင်ကမညှိဘူးလုံးဝမယောဘူး တာဝန်မယူဘူးလို့ပြောပြီးတော့ဒါမဲ့အခုတော့ဖုံးဆိုင်ဘက်ကနေပြီးတော့သူတို့ကောင်မလေးနဲ့ညှိမယ်သူတို့ပြန်တာဝန်ယူပေးမယ်ဆိုတော့ post လေးတော့တင်လာတာတော့တွေ့တယ်ပေါ့နော် idol မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဖြစ်စဉ်တွေကမိတ်ဆွေတို့ကြုံခဲ့ရင်ကျွန်တော်တို့ဘယ်လိုမျိုးတတိထားဆင်ခြင်ရမလဲဆိုတာကျွန်တော်တို့ဒါဗီဒီယိုလေးနဲ့ကျွန်တော် တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ဘ ഹു တုတရဖို့အတွက်ကျွန်တော်ရည်ရွယ်ချက်ဖြစ်ပါတယ်မြေသူတဦးတယောက်ကမှထိခိုက်စေလိုခြင်းမရှိပါဘူးအဲ့တော့မိတ်ဆွေတို့သတိထားဆင်ခြင်းအောင်လူလိန်ရဲ့အန္တရာယ်တွေကင်းဝေးအောင်လူလိန်ဆိုတာကျွန်တော်တို့ကဒီဖုံးတွေလေပဲဘာရှင်းမြင့်လာဗောဒီဘာရှင်းတွေကျွန်တော်တို့ကတဖြည်းဖြည်းနဲ့မြင့်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 လာကျွန်တော်ဒီဘာရှင်းသူတို့ဒီကဘလို့လရမလဲဆိုတဲ့ဥစ္စာအတွေးခေါ်တွေးတွေးနေကျွန်တော်တို့ဘက်ကဒါဘလို့မျိုးရှောင်ရှားရမယ်ဆိုတဲ့ဥစ္စာက အဖြေရမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကအမြဲတမ်းတတိတတိချက်လွတ်သွားနေကျွန်တော်ကခံအချိန်မီခမည်းတော်ရောကျွန်တော်တို့ရောလူလင်ရဲ့သားကောင်ဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့တွေကအဲဒီဥစ္စာတွေကိုတိကျကြည့်ကြည့်အပြင်အလားတူဖြစ်စဉ်တွေကျွန်တော်တို့ကိုလာရောက်လာလင်ခဲ့တော်ရှိလို့ရှိရင်ကျွန်တော်တို့ဒါအဲနားလေတတိထားဆင်ခြင်ဖို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်ရပြပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုး တစုံတရာရရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာနော်အားလုံးပိုင်ပိုင်